channel your dynamite from the pitch to every street အားလုံးပဲမင်္ဂလာပါတခင်း football တေးအရာရဲ့ YouTube channel နဲ့တခင်းတတော်ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့တနေကုန်တော့ Arsenal ရဲ့နိုင်ပွဲလေးနဲ့ကျွန်တော်ခန်းစားနေရဗျာအေးဆေးပါပဲအခုဒီနေ့ပေါ့နော်အဲပြီးတော့ကျွန်တော်ဒီဒီဒီတက်တော့၃နေပေါ့နော်တက်တော့၃တော့ဟို Arsenal logo တွေတော်တော်များတယ်ပေါ့နော်တက်တော့လည်းဒီလိုရှိပါတယ်အဲ့တခုကြည့်ရအဲ့တခုတွေရဇက်တိုက်တက်တော့ပါပေါ့နော် အာဆယ်နယ်လို့ပြောတော်များတယ်ကျွန်တော်ပြောတာအာယူအောင်မြင်နေတဲ့အချိန်မှာအာယူဖန်ပြောင်းကျင်လဲဒဲပြောရှောက်ပြီးရှောင်းရင် logo ပြောင်းမယ်ဒီပါရှောက်ပြောင်းမလဲဒဲ logo ပြောင်းမလားဟုတ်တယ်မလားဒဲ logo ပြောင်းမလားအာဆယ်နယ်ဖန်ကြီးစွတ်လုပ်လိုက်နော်ကဲထားပါတော့ညာတွေကတော့ပြီးသွားပြီကျွန်တော်စမြုပ်ပြန်တာကြီးတော်တော်လေးများတော့ပါပြီနော်အဲဒီနေ့ Europa League ပွဲလေးကျွန်တော်မှန်းကျင်ပါလေ Europa League ကျွန်တော်ဒီနေ့ free body တပွဲမပေးတော့ပါဘူး free mount တမောင်းပေးမယ်၅သင်းမောင်းတမောင်းပေးမယ်ပြီးတော့ကျတော့69တမ69နှစ်ပွဲရောင်းပါမယ် အဲ free mount ငါးပွဲရတော့ဘာကြီးလဲဆိုတော့ကျွန်တော်တို့ကျွန်တော်ရွေးရွေးချယ်ထားတဲ့ပွဲလေးကတော့ Fina Bashi နဲ့ Freedom Barosi ကိုရွေးချယ်ထားပါတယ် Fina Bashi နဲ့ Fido Freedom Barosi ဆိုတဲ့ပွဲက Fina Bashi ကအိမ်ဝင်ဟဲ့ပေါ့နော် Tiplet 30ဆိုရဲကြီးပေါက်နေတယ် Tiplet 30ဆိုရဲကြီးက2-1ဖြစ်သွားရင်30စားရမှာနော်ကျွန်တော်တော့အဲ့လောက်ဖြစ်မယ်လို့ထင်တယ်2-1လောက်ဖြစ်မယ်လို့ထင်တယ်ဘာလို့ Fina Bashi အမှတ်လိုအပ်နေပြီ အဲအမှတ်လိုက်ဖို့လိုတယ်ဗောနော်သူသူစင်တန်းတစ်ခုရောက်ဖို့ဆိုပြီးဖီနာဘာစီကလည်းအဲသူ့လီမှာခြေစွမ်းပုံမှန်ရရှိနေရဲ့အသေးဆိုတော့နည်းနည်းရအသေးတော့မဟုတ်ဘူးအဲ့တော့ဒီဖီနာဘာစီနဲ့ဖီနာဘာရိုစီပွဲမှာကျွန်တော်ဖီနာဘာစီကိုကြိုက်ပါတယ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်ဖရိုင်းဘတ်နဲ့ဗီတိုရီယာပလာဆန်ဗီတိုရီယာပလာဆန်အိမ်ကွင်းဖြစ်ပြီးတော့ဖရိုင်းဘတ်ကအဝေးကွင်းဖြစ်တယ်ကျွန်တော်တစ်ခုကြည့်ရမှာကဖရိုင်းဘတ်ကြီးကိုစွကြိုက်လို့မရဘူးအားကြောင့်ဖရိုင်းဘတ်ကလေဗယ်50ပေးထားတာဘာလို့လဲဆိုတော့ဖရိုင်းဘတ်ကအဝေးတူအဝေးကန်ရရယ်ဗောနော်ဒီ ယူပါလိမ့်မယ်လေအဝေးဝင်ဟိုမှာလည်းအိမ်ဝင်မှာလည်းအဝေးဝင်ကဟိုဘိုင်ယန်မြူနစ်ကြီးကိုစစ်တူးနဲ့ရှုံးတာပေါ့နော်အဲ့တော့ကျွန်တော်ဒီပက်တိုရီယာပလာဇန်တကိုးပြန်ရှုလိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ပက်တိုရီယာပလာဇန်ကတကိုးပြန်ရှုလိုက်မယ်လို့ထင်တယ်အဲ့တော့ဒါပေမဲ့ fly mark ကလည်းတကိုးပြန်ရှုမှာပဲအဲ့တော့နှလုံးရှုံးဆိုရဲခြေတစ်ခုမှာနှလုံးဆိုးဆိုတာပေါ့နေခြေတစ်ခုမှာအရင်တစ်ပတ်ကလည်း fly back ပွဲကိုနှလုံးရှုံးပေးထားတာနော် stand run နဲ့နှလုံးရှုံးပေးထားတာ31နဲ့မြည်ပါရယ်နော်နှလုံးရှုံးဆိုရဲခြေတစ်ခုမှာကျွန်တော် ိုးပေါ်ကြိုက်ပါတယ် Freiburg ကိုးပေါ်ကြိုက်ပါတယ်နောက်ထပ် Battic နဲ့ Utrecht ပွဲမှာဆိုတော့ Battic ကအင်ဝင်ဖြစ်တယ် Utrecht ကဝေးဝင်ဖြစ်တယ်အဲ့တော့ဘာမှရွေးချယ်စရာမရှိဘူး10 minus 80ဆိုရဲဂျေဂျေပြင်းတခုမှကျွန်တော် Battic ကိုပဲကြိုက်ပါတယ်2-1နဲ့အဲ2-1နဲ့ပြီးသွားရင်တော့ပုံပေါ့ဗျာ2-1နဲ့ပြီးသွားရင်တော့80ကုန်ပေါ့နော်ဒါပေမဲ့ကျွန်တော်2-1နဲ့ပြီးမှမထင်ပါဘူး3-1ဒါမှမဟုတ်2-0နဲ့ပြီးပါလိမ့်မယ်ပြီးရင်နောက်တစ်ခုကကျွန်တော် Premier League ကလပ်ဖြစ်တဲ့ Nottingham နဲ့ Marmo Marmo က Nottingham ကိုချင်ဖို့အင်အားမရှိပါဘူး။ဘာလို့လဲဆိုတော့ Nottingham ကအိမ်ဝင်လည်းဖြစ်တယ်။ပြီးတော့ခုနောက်ပိုင်းလည်းခြေသွားခြေစားပိုင်းတွေတော်တော်လေးကိုပြန်လဲကောင်းမွန်လာတယ်။နေပြတဲ့လက်ထက်မှာ Liverpool ကိုတော့မှအဝေးဝန်းကြီးမှာ0-3နဲ့နိုင်ထားတယ်ပေါ့နော်။ဒါ Liverpool ကတော်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 ညံ့နေလို့ပါ။ဘာလို့လဲဆိုတော့ PSV တော့မှ4-1နဲ့ကြိတ်တာပဲပေါ့နော်။အဲ့တော့ Stanger uh Nottingham ကစိတ်သက်ခွန်အားတွေအပြည့်ဖြစ်နေလိမ့်မယ်။ယုံကြည်မှုတွေပြည့်နေလိမ့်မယ်။အဲ့တော့ပလက်30ဆွမ်းနာကဖီနာပါရှိလို့ပလက်30လောက်တော့အနည်းဆုံးရလိမ့်မယ်လို့ထင်တယ်။ပြန်ကောင်းအောင်ကျွန်တော်တို့3-0နဲ့ပြီးသွားနိုင်ပါတယ်။အဲ့တော့ကျွန်တော် Nottingham ကိုကြိုက်ပါတယ်။ ပြီးတော့နောက်ဘွားပါနာတီကိုနဲ့စတန်ဂရပ်ပါနာတီကိုနဲ့စတန်စတန်ဂရပ်ပွဲမှာဆိုရင်တော့ကျွန်တော်ကအဝေးကွင်းညံ့နေတယ်စတန်ဂရပ်ကိုကြိုက်ပါတယ်ဘာလို့လဲဆိုတော့စတန်ဂရပ်ဒီပွဲမှာထင်ပါတယ်တရေလောက်ခံခံလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ပါနာတီကိုကလည်းတိုက်ဆက်မှုတိုက်ဆက်တိတ်မကောင်းဘူးကိုတကိုရောက်ဖို့တော့ရင်းငွယ်နေရတယ်မတော်တဆမြန်စတန်ဂရပ်ကတကိုရှူလိုက်လို့ရှိရင်ကျွန်တော်တို့ပါနာတီကိုကနှလုံးရှူမှကိုပေါင်းပြေအောင်ပါပါအဲပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်စတန်ဂရပ်ကိုကြိုက်ရရဲ့ ကြက်ရတဲ့အကြောင်းရင်းက stronger ကအဝေးကွင်းမှာတရေခံခံနိုင်မယ်လို့ကျွန်တော်ထင်တယ်။အမြင့်ဆုံးတရေဒုံမအနိုင်ဆုံးတရေအမြင့်ဆုံးအနိုင်ကစားနိုင်မယ်လို့ကျွန်တော်ထင်တယ်။အားကြောင့်ကျွန်တော် strong group ကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ရွေးချယ်ပေးရဲ free mount တမောင်းတော့၅သိန်းဖြစ်ပါတယ်။ free number ရှိ flying back go ball batte nottingham နဲ့ stand grab ဖြစ်ပါတယ်။အဲ့၅သိန်းထဲက body တပွဲကြိုက်တဲ့အတင်ရွေးလောင်းနေရပါတယ်ဗောနော။ဘာလို့လဲဆိုကျွန်တော်ရဲ့ပွဲတွေကတော်တော်လေးအလုပ်ဖြစ်နေပေါ့။အဲ့တော့96တက်တယ်မှာ99နှစ်ပွဲ ကတော့ကျွန်တော်ရောင်းပါမယ်69သမ99ဝယ်ယူခြင်းနဲ့ညီကိုရင်းနဲ့ကတော့39964965611ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲယူရိုပါဠိမဟုတ်ပါဘူးဒိုင်းမိုပါဠိပါအကျိုးအမြတ်တွေများများရရှိကြပါစေ